နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသဖို့ရွေးချယ်ခံလိုက်ရတဲ့တပင်သင်းမြန်နီးစီရုပ်ရှင်ကြောင့်ဂုံယူနေရဲ့မင်းဆက်သိပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်တပင်သင်းမြန်နီးစီတို့ပြောလိုက်ရင်အမိုက်စားရိုက်ချက်တွေထိမိရဲ့တိူဆောင်မှုတွေကြောင့်နမဲကြီးရဲ့ရုပ်ရှင်ဇာတ်ကားတကားဖြစ်ပိုက်လူငယ်ဒါရိုက်တာတယောက်ဖြစ်တဲ့မင်းဆက်သိကရိုက်ကူးထားပြီးတပင်သင်းမြန်နီးစီကားထဲမှာဆွေးနွေးလူငယ်တွေမျက်နှာသိအမှုပညာရှင်တွေတိူဆောင်ထားပြီးမယ်လဲအားလုံးရဲ့တိူဆောင်မှုတွေကမလျော့နေရဖြစ်ပိုက် မြန်မာနိုင်ငံမှာဟော်ရာကားတွေရိုက်မယ်ဆိုရင်သိပ်မပီးပြင်မယ် quality လည်းသိပ်မမီတက်ပြင်မယ်တပြင်တန်ပြနေစီရုပ်ရှင်ဇာတ်ကားဟာဆိုရင်တော့နိုင်ငံတကာအစ်စ်မီယာကြောင့်အတိမတ်ပြုခံရတာပဲဖြစ်ပါတယ်အခုဆိုရင်တော့တပြင်တန်ပြနေစီဇာတ်ကားဟာတရုတ်ပြည်မှာကျင်းပမယ်6နိုင်ငံပေါင်းစုံပြီးရွေးချယ်တဲ့နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသဖို့အတွက်အရွေးချယ်ခံရတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့အကယ်ဒမီဇာတ်ကားတင်စီးရင်ပဲဝင်ခဲ့ပြီးမယ် အခုလိုမျိုးနိုင်ငံတကာအသိအမှတ်ပြုပြီးထုတ်လွှင့်ပြသဖို့ရွေးချယ်ခံရတာကလည်းဂုဏ်ယူစရာပဲဖြစ်ပါတယ်။ပြည်သက်တော်တော်များများကလည်းသပင်သည်များနှင်းကြည်စကားကိုအကယ်ဒမီရစေခြင်းပေမဲ့မရခဲ့လို့စိတ်မကောင်းဖြစ်နေကြတာဖြစ်ပြီးရောအခုလိုမျိုးနိုင်ငံတကာမှာပြသဖို့ရွေးချယ်ခံရတာဟာလည်းကံကောင်းမှုတစ်ခုပဲဖြစ်ပါတယ်။သပင်သည်များနှင်းစီဟာမင်းဆက်တဲ့ပထမဆုံးရုပ်ရှင်စကားမှာတဲ့အောင်မြင်မှုတွေနိုင်ငံတကာအသိအမှတ်ပြုမှုတွေကိုပါရရှိခဲ့ရာကြောင့်အရန်ကိုပြောနေရလို့မင်းဆက်တဲ့ကဆိုပါတယ်။ ိုင်ငံတကာကမြန်မာပြည်သက်တွေကလည်းတပင်းတဲများနှင်းစီရုပ်ရှင်စကားကိုနိုင်ငံတကာရုပ်ရှင်ပိတ်ကားထက်မှယုံတင်ပြသစီချင်တာဖြစ်ပြီးတော့အခုလိုမျိုးနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသဖို့ဖိတ်ကြားခံရတဲ့အတွက်အတိုင်းမသိပြောနေရဆိုပြီးလဲဆိုပါမြန်မာနိုင်ငံမှာယုံတင်ပြတာတုန်းကလည်းပြည်သက်တွေတခဲနဲ့အပိကြလို့လဲကျေးဇူးတင်ကြောင်းပြောလာခဲ့ပါတရုတ်ပြည်ခီးစဉ်ကိုတော့မိမိကိုကိုနဲ့မင်းဆက်တစ်ကသွားမှာဖြစ်ပြီးတော့မိမိကိုကိုကိုလည်းစုရစီခြင်းနဲ့ဆိုပြီးပြောလာခဲ့တာဖြစ်ပါ တရုတ်ပြည်သွားဖို့အတွက်လည်းအများကြီးပြင်ဆင်နေပါတယ်ဆိုပြီးတော့ပြောလာခဲ့တာဖြစ်ပါမြန်မာနိုင်ငံရဲ့ရုပ်ရှင်ကားတွေဟာနိုင်ငံတကာအဆင့်မီဖို့အတွက်ရှားတာဖြစ်ပြီးတော့အခုလိုမျိုးအဆင့်မီတဲ့ကားဟာလည်းလက်ပြဆန်အိမ်နဲ့တပင်တယ်ပြနေစီနှစ်ကားသာထွက်ရှိသေးရာဖြစ်ပါတယ်။လက်ပြဆန်အိမ်ဇာကားမှာတော့ဝမ်မုံရွှေဟာစုရခဲ့တယ်လို့တပင်တယ်ပြနေစီဇာကားမှာလည်းမိမိကိုယ်ကိုစုရမလားဆိုတာကတော့ရှင်းခုံစရာပဲဖြစ်ပါတယ်။တပင်တယ်ပြနေစီရိုက်ဖို့အတွက်လည်းအများကြီးပြင်ဆင်ခဲ့ရတာဖြစ်ပြီး ။တပင်တဲမြန်နေစီစကားဟာမြန်မာနိုင်ငံရဲ့ခေတ်တခေတ်ကိုချပြရိုက်ကူးထားတာဖြစ်တာကြောင့်နိုင်ငံတကာမှလည်းမြန်မာနိုင်ငံကအဲ့လိုပြင်ဆင်မှုတွေရှိခဲ့ကြအောင်မြန်မာမှုမြန်မာဟန်ကိုဖွင့်ဟချပြခွင့်ရမှာမို့အရန်ကိုပြောနေပြီလို့ဆိုပါတယ်။လိုအပ်ချက်တွေမရှိအောင်လည်းပြင်ဆင်တဲ့တလောက်ပြင်ဆင်နေပါတယ်လို့ဆိုပါတယ်။ပြည်သူတွေရဲ့ရင်ထဲမှာတပင်းတဲ့မြန်နေစီကိုအခုချိန်ထိနေရာတနေရာပေးထားတဲ့အတွက်လဲကျင်းနေရရလို့ဆိုပါတယ် မင်းဆက်တစ်ကတော့တပင်းတဲ့မြန်င်းစီလို quality ပြည့်မြဲကားတွေနောက်ထပ်လည်းဆက်လက်ရိုက်ကူးသွားဖို့ရှိတာဖြစ်ပါတယ်။သူ့အနေနဲ့ပထမဆုံးရုံတင်ပြသခွင့်ရရဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တာကြောင့်အမတ်တရတွေကတော့များစွာရှိပြီးအဲ့ဒီအမတ်တရတွေကလည်းဘာနဲ့မှမတူဘူး။သူ့ရဲ့အချစ်ဦးလို့ဖြစ်နေပါတယ်လို့လည်းတင်စားပြောလာခဲ့ပါတယ်။နိုင်ငံတကာရုပ်ရှင်ပွဲတော်ကလည်းမိမိကိုယ်ကိုယ်ကိုပွဲတော်ကိုတက်ရောက်ပေးဖို့အတွက်ဘိုင်နေနဲ့တက်ပြီးဖိတ်ကြားထားတာဖြစ်တာကြောင့်အရန်ကိုဂုဏ်ယူပါတယ်လို့ဆိုပါတယ် ရိသတ်တွေလည်းသပင်တဲများနေစီရုပ်ရှင်ဇာတ်ကားကိုကြည့်ဘူးလားဘယ်လိုခန်းစားရလဲဆိုတာပြောပြခဲ့ကြပါအောင်ရှင်